ယဟန်မင်းကြီးဖရန်စစ္စကို နောက်ဆုံးချိန်အောက်မေနှုတ်ဆက်ခြင်းပိုယဟန်မင်းကြီးဖရန်စစ်ဟာအစ္စတာတနင်္လာနေ့မနက်စောစောရောမမြို့မှာအသက်88နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပြီးနောက်ကမ္ဘာတဝန်းကကက်သလစ်ဘာသာဝင်တွေဟာဝမ်းနည်းကြေကွဲနေကြရပါတယ်ဗာတီကန်ရဲ့ဆရာဝန်ကြီးဒေါက်တာအန်ဒရီးယားအာကန်ဂျီလီရဲ့ထုတ်ပြန်ချက်အရပိုယဟန်မင်းကြီးဟာ stroke ဖြစ်ပြီးနောက်သတိလက်ခါနှလုံးရောဂါကြောင့်အသက်တည်ဆုံးခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်။ 2013ခုနှစ်မှာပိုယဟန်ဘက်နက်ဒစ်တော်ဝင်ယာရူကနေနှုတ်ထွက်ပြီးတဲ့နောက်စတင်ခဲ့တဲ့ပိုယဟန်မင်းကြီးဖရန်စစ်ရဲ့ဆနတ်နှစ်တာပိုယဟန်ဘဝဟာသာသနာတော်အတွက်တော်ဝင်မင်္ဂလာအခမ်းအနားတွေညီညွတ်ရေးဆောင်ရွက်မှုတွေနဲ့တရားမဲ့မှုတွေကိုစန့်ကျင်ရေးတော်လှန်မှုတွေနဲ့အမတ်တရားဖြစ်စေခဲ့ပါတယ်မူလကတော့ပုံရဟန်းလေးကိုစိန့်ပီတာဘုရားကျောင်းမှာပဲတကြိုလေးရှိခဲ့ပေမဲ့ဖရန်စစ်ကတော့သူ့ကိုမာရီမေဂျာဘုရားကျောင်းမှာတကြိုပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဂွန်ပြုခန်းနာတွေကိုလည်းတက်နိုင်သမျှရိုးရှင်းစီလိုကြောင်းသူ့ရဲ့ကိုပိုင်ဂီတထားတဲ့အထုပ်ပတ်တီစာအုပ်မှာဖော်ပြထားပါတယ်။ပိုယဟမင်းကြီးရဲ့ရုပ်အလောင်းကိုတနင်္လာနေ့ညနေပိုင်းမှာကာဆာစင်တာမာတာရဲ့ဖခင်ចောင်းဆောင်မှာကာဒီနယ်ကယ်ဗင်ဖာရဲကဇာပနာရဲ့ဥက္ကဋ္ဌအဖြစ်တောင်းယူဆောင်ရွက်မှာဖြစ်တယ်လို့ဗာတီကန်ကကြေညာခဲ့ပါတယ်။ဒဗလင်ဘွားကာဒီနယ်ဟာပိုယဟမင်းကြီးအသည့်ရွေးချယ်ခြင်းမခံရမီအထိဗာတီကန်ရဲ့ခိတ္တခေါင်းဆောင်ဖြစ်လာမှာဖြစ်ပါတယ်။ပိုယဟမင်းကြီးဖရန်စစ်ကို ဆင်းရဲသူအားနည်းသူဖိနှိပ်ခံရသူတွေအတွက်နောက်ဆုံးနေ့အထိအလုပ်လုပ်ခဲ့သူလို့ဖော်ပြထားပါတယ်။ရောမမြို့မှာပညာသင်ကြားနေတဲ့ North Feemin က BNR Lot ကတော့ပိုယမ်မင်းကြီး Francis ဟာဘာသာရေးအထိတ်မှ Easter တနင်္လာနေ့မှာကွယ်လွန်သွားတဲ့အတွက်သူ့ရဲ့ကွယ်လွန်ချိန်ဟာကြပြဆန်နဲ့ချိန်ကြိုက်ခြင်းလို့ဖော်ပြခဲ့ပါတယ်။ဒီချိန်ဟာတစုံတယောက်အတွက်အနာယူချိန်ဖြစ်တည်တာလာတဲ့အချိန်မှလို့ဆိုထားပါတယ်။ဘာတီမောဂိုင်းချုပ်ကြီးဝီလီယံလိုရီကတော့ အစ္စတာအတွက်လူမှုကိုနောက်ဆုံးမင်္ဂလာဆောင်ခဲ့တဲ့ပုရဟမင်းရဲ့အသွင်ဟာပူဇော်ကိုးကွယ်သူတွေအတွက်နှုတ်ဆက်တန်တစ်ခုလိုဖြစ်ခဲ့တယ်။သိချရတဲ့ဘုရားသခင်ရဲ့လူတွေကိုနှုတ်ဆက်ပြီးတစ္ဆာရှိရှိပေးဆက်ခြင်းပြုလိုက်တာနဲ့တူတယ်လို့ထုတ်ပြန်ချက်တစ်ခုမှပြောကြားခဲ့ပါတယ်။ဘုရားမင်းကြီး Francis ဟာသူ့ရဲ့ယာရုသက်တမ်းတစ်လျှောက်လုံးစင်းရဲနွမ်းမပြီးဖဲ့ခြင်းခံထားရတဲ့စင်းရဲသားတွေအတွက်လေးနက်တဲ့ကရုဏာကိုပြသခဲ့ပြီးရွှေပြောင်းနေထိုင်သူတွေဖြားနာသူတက်ကြီးရဲ့ဦးတွေနဲ့မတရားမှုကိုခံစားခဲ့ရတဲ့သူတွေအတွက် အခွင့်အရေးတွေကိုပြင်တင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ Maryland အုပ်ချုပ်ရေးမှူးဟောင်း Larry Hogan က Francis ကို Christian ဘုရားကျောင်းရဲ့အမှန်တကယ်ထူးခဲ့တဲ့ခေါင်းဆောင်နှိမ်ချမှုကျင်နာမှုလေးနက်တဲ့ suit down နေနဲ့ပြည်စုံတဲ့ခေါင်းဆောင်လို့ချီးကျူးခုန်ပြခဲ့ပါတယ်။ Detroit ဂိုင်းချုပ်ဖုံးတော်ကြီး Edward J. Wisenberger ကကျွန်ုပ်တို့ရဲ့ကဘာကြီးဟာတကိုးကြီးရဲ့တရားပြတဲ့ချစ်ဖွယ်ကောင်းတဲ့အတန်တခုဆုံးရှုံးသွားတာကြောင့်ကျွန်ုပ်ရဲ့နှလုံးသားဟာလည်းလေးလံနေပါတယ်လို့ပြောခဲ့ပါတယ်။ United States Catholic Priests အသင်းကြီးရဲ့အမှုဆောင်ဒါရိုက်တာ Ralph Steven P. Newton ကသူ့ရဲ့လှပပြီးမကြာခဏပြုံးနေတဲ့တရှိချင်းကိုကျွန်ုပ်တို့လွမ်းဆွတ်နေပေမဲ့လည်းသူ့ရဲ့ဆန္ဒမူနာဟာကျွန်ုပ်တို့ကိုသခင်ယေရှုရည်ရွယ်ထားတဲ့အသင်းတော်ဖြစ်လာစေဖို့ဆက်လက်လှုပ်ဆောင်ပေးလိမ့်မယ်။ကျွန်ုပ်တို့အတွင်းမှာရှိနေတဲ့မြင့်မြတ်တဲ့ဝိညာဉ်တော်ရဲ့လှုပ်ရှားမှုကိုနက်နက်ရှိုင်းရှိုင်းလိုက်နာကြရပါမယ်လို့ဖော်ပြထားပါတယ်။၎င်းရဲ့ website မှာရှေးဥစွဲကက်သလစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Opus Dei က ကျွန်ုပ်တို့ရဲ့ချစ်လာစွာသောပုရဟမင်းကြီး Francis ရဲ့ဝိညာဉ်အတွက်ဘုရားသခင်ထံဆုတောင်းပေးပါတယ်လို့ထပ်လောင်းပြောကြခဲ့ပြီးဘုရားသခင်ဟာလူများနဲ့ကမ္ဘာတဝန်းလုံးအတွက်စေတနာထားကဘုရားဝတ်ပြုခြင်းကိုဆုချတော်မူလိမ့်မယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ပထမဆုံးလက်တက်အမေရိကဘုရားဟမင်းကြီး Francis ဟာတချိန်က Bruno's Aries မှာဂိုင်းချုပ်ဖြစ်အမှုထမ်းခဲ့ရမှာအာဂျင်တီးနားမြို့တော်မှာခုနှစ်ရက်ကြာဝန်နေခြင်းအထိမ်းအမှတ်ဖြစ်အစိုးရကကြေညာခဲ့ပြီးမြို့သူမြို့သားတွေကဖျားကြောင်းမှာအဆုလိုက်အပြုံလိုက်စုယုံခဲ့ကြတယ်လို့လည်း Rider သတင်းကဖော်ပြထားပါတယ်။ဘုရားဟမင်းကြီးဟာစပိန်ဘာသာနဲ့စကားပြောဆိုခြင်းဖြင့်ကမ္ဘာတော်အမှရှိတဲ့လက်တင်လူမျိုးတွေရဲ့ဘဝတွေကိုစီးယုံထိတွေ့စေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ North Carolina ကတသက်တာကက်သလစ်ဘာသာဝင် Hat Siri Lopez က Francis ဟာသူမရဲ့ယုံကြည်ခြင်းကိုတိုးပွားစေတယ်လို့ WUNC သတင်းဌာနကိုပြောကြားခဲ့ပါတယ်။သူ့ရဲ့စကားတွေကဓာတ်ရိုက်နှလုံးသားထဲထိစေခဲ့ပါတယ်။ဘာသာပြန်စရာမလိုတော့ဘဲနားထောင်လိုက်တာနဲ့မျက်ရည်တစ်စက်နဲ့အတူမျှော်လင့်ချက်ပေးတတ်တဲ့အသံပါပဲလို့ဖော်ပြခဲ့ပါတယ်။ LGBT Catalyst Watchmaster ရဲ့အတွင်မှာ Martin Pandergast က ဖရန်စစ်ဟာဂေးဆိုတဲ့စကားလုံးကိုအမှန်တကယ်အသုံးပြုတဲ့ပထမဆုံးပုတ်ရဟန်းမင်းဖြစ်ကြောင်း Associated Press ကိုပြောကြားခဲ့ပါတယ်။2014ခုနှစ်မှာတောင်ကိုရီးယားနိုင်ငံကိုအလဲပက်လာရောက်စဉ် Francis ဟာဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်ကလိန်ကျုံပြုခိုင်းစေခဲ့တဲ့တားကောင်ဖြစ်ခဲ့သူ Lee Yong-soo နဲ့တွေ့ဆုံခဲ့ပါတယ်။အခုချိန်မှာအသက်66နှစ်ရှိပြီဖြစ်တဲ့ Lee ကဟိုယမ်မင်းကြီးကွယ်လွန်ပြီးတဲ့နောက်သူဟာနေရာကောင်းကိုသွားရမှာလို့ပြောကြားခဲ့ပါတယ်။ ကွယ်လွန်သူပုံရဟမင်းကြီး Francis အတွက် Gaza City မှာရှိတဲ့ Holy Family Church မှာ2025ခုနှစ်အပိလ22ရက်နေ့မှာဘုန်းတော်ကြီးတွေအစုလိုက်ပြုံလိုက်ဝတ်ပြုခဲ့ကြပါတယ်။ Gaza မှာရှိတဲ့ Palestine Christian တွေက Israel နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲတစ်လျှောက်လုံးဝိုင်းရံခံထားရတဲ့နေမြေမှာရှိတဲ့ Christian အတိုင်းဝိုင်းနေနဲ့နိနိကကဗီဒီယိုအဆက်အသွယ်ပြုလုပ်ခဲ့တဲ့ပုံရဟမင်းကြီး Francis တည်ဆုံးမှုအတွက်ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ ပိုရမင်းကြီးမသေးဆုံးမိညာကလည်းနောက်ဆုံးခေါ်ဆိုမှုရောက်ရှိလာခဲ့တယ်လို့ Holy Family Church က Gabriel Romanelli ကပြောကြားခဲ့ကြောင်း writer သတင်းရသိရပါတယ်။တတိရှိဖို့စိတ်ရှိဖို့နဲ့တန်မာဖို့နေတိုင်းသင်ပေးတဲ့သူတော်စင်တယောက်ဆုံးရှုံးသွားတယ်လို့ Holy Family Church က George Anthony ကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ Francis ဟာ၎င်းရဲ့ဘုရားမင်းကြီးကာလာအတွင်းမွတ်စလင်အာရဗ်ကဘာကိုလည်းဆက်ဆံရေးကောင်းမွန်တိုးတက်မှုရှိစေဖို့အာရုံစိုက်ခဲ့ပြီးအီရတ်နဲ့ UAE ကိုလည်းအလဲပတ်သွားရောက်ခဲ့သူဖြစ်ပါတယ်။2021ခုနှစ်မှာ Francis ဟာယူဒီလေးစားရတဲ့ချီးရိုက်ဘာသာရေးကောင်းဆောင် Grand Ayatollah Ali El-Sistani နေနဲ့တွေ့ဆုံခဲ့ပြီးဂျူးဘာသာခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ရဲ့ဘိုးဘေးတွေလို့သိကြတဲ့တမန်တော်အာဗြဟံရဲ့ကြော်ကြားတဲ့မွေးရမြေဥရမျိုးကိုတမိုင်းတစ်လျှောက်လုံးမှာပထမဦးဆုံးအလဲပတ်ရောက်ရှိခဲ့တဲ့ဘုရားမင်းကြီးဖြစ်လာခဲ့ပါတယ်။ အီရတ်သမရာအဗ်ဒူလာတီဖရရှက်ဟာ X platform ပေါ်မှာငញ្ញဲရေးကိုမြင့်တင်မှုစင်ရဲမွေးတည်မှုရှော့ချရေးနဲ့ဘာသာရေးမျိုးစုံအကြားနားလည်မှုနဲ့တန်ရုံးစဉ်တည်ဆောက်မှုတွေမှာများစွာထောက်ပံ့ခဲ့တဲ့တမိုင်းဝင်ဘာသာရေးနဲ့လူသားချင်းစာနာမှုပေါ်အလေးထားသူတဦးလို့ပုံရံမင်းကြီးကိုဖုံပြခေါ်ဆိုခဲ့ပါတယ်စစ်ပွဲနဲ့အကြမ်းဖက်မှုတွေကိုဆန့်ကျင်နေသူရဲ့လူသားချင်းစာနာမှုရပ်တည်ခြင်းနဲ့ငြိမ်းချမ်းရေးနဲ့အတူရှင်တွဲနေထိုင်ရေးစဉ်ဆက်မပြတ်တောင်းဆိုမှုတွေကကမ္ဘာကြီးကိုဖျောက်ဖျက်လို့မရနိုင်တဲ့တိုက်ရိုက်မှုတွေခြံထားခဲ့ပါလိမ့်မယ်လို့ညှိတာခဲ့ပါတယ်။ ဒီလိုနဲ့ဘုရားဟမင်းကြီး Francis ရဲ့ဘဝအပိသက်ကခေတ်သစ်ဘာသာရေးခေါင်းဆောင်တဦးရဲ့ဂုဏ်သိက္ခာကိုတည်တံ့အောင်ထားနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်ရှင်။